ကမဖလားပြန်ပွဲမှာကျက်စီတင်ဖို့ဆွဲမယ်လို့ဂျယ်ရီမီခံမှန်ဘလွန်ကျက်သူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျက်စီကစားသမားဟောင်းဂျယ်ရီမီကကလကမဖလားပြန်ပွဲမှာကျက်စီအတင်းမှာဖို့ဆွဲမှာဖြစ်ပြီးအတင်းတိုက်စစ်ကစားသမားဖာမာကပြန်ပွဲရဲ့အကောင်ဆုံးကစားသမားစုကိုရှာလိုက်မယ်လို့ခံမှန်ပြောကြားခဲ့ပါရစေ။2025 FIFA ကလပ်ကမဖလားပြောင်းပွဲကိုဇွန်14ရက်ကနေဇူလိုင်13ရက်ထိအမေရိကန်နိုင်ငံမှာကျင်းပမှာဖြစ်ပြီး ချက်စီတင်းကအုပ်စုဒီမှာဘရာဇီးကလပ်ဖလာမင်ကိုတူနီရှားကလပ်တူနဲ့အမေရိကန်ကလပ်လော့စ်အိန်ဂျလိစ်အသင်းတို့နဲ့တူကြာရောက်နေတာပါဂျယ်ရီမီကအရိပြိုင်ပွဲမှာချက်စီတင်းပိုဆွဲမယ်လို့ခန့်မှန်းခဲ့တာဖြစ်ပြီးဖာမားကချက်စီအသင်းကိုချန်ပီယံဖြစ်အောင်လို့စွမ်းဆောင်နိုင်လိမ့်မယ်လို့ပြောကြားခဲ့တာပါ ဖာမာကဂျက်စီသင်းနဲ့တူစုဖလားတွေရယူနေတာပါ။အရိစိတ်တက်ကသူ့ကိုကလကမဖလားပြန်ပွဲမှာအကောင်းဆုံးကစားသမားစုကိုရစေပါလိမ့်မယ်။သူဟာဒူးချင်းစုတွေကိုတိတ်ပြီးတော့အယုံဆိုင်နေမှာမဟုတ်ပေမဲ့ဂျက်စီသင်းသာချန်ပီယံစုကိုကမ်းမြောက်နိုင်ခဲ့မယ်ဆိုရင်သူဟာပြန်ပွဲရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ပါမာကအရန်ကောင်းတဲ့ကစားသမားဖြစ်ပြီးသူ့အနေနဲ့အခုလိုပြန်ပွဲမှာကမ္ဘာတွန်းကပရိသတ်တွေကိုသူဘလောက်ကောင်းနေစရာကိုတက်သေးပြပါလိမ့်မယ်လို့ဂျယ်ရီမီကပြောကြားခဲ့တာပါအသက်23နှစ်အရွယ်အင်္ဂလန်တိုက်စစ်ကစားသမားပါမာက 2023ဉာသီမှာမန်စီးတီးတင်းကနေချက်စီးတင်းကိုပြောင်းရွှေ့လာခဲ့တာပါ။သူဟာချက်စီးတင်းတို့နှစ်ယာသီအတွင်းပြိုင်ပွဲဆုံး62ပွဲမှာဂိုးလေးဆက်သွင်းပြီးဂိုးဖန်နှိမ့်မှု29ချိန်ထိပြုလုပ်ထားတာပါ။